ဂျပန်နိုင်ငံလို့ပြောလိုက်ရင်ခေတ်ရှိပြေးနေတဲ့ကြီးစားရထားတွေစက်ရုပ်တွေနဲ့လုပ်ငန်းတွေကိုပြေးမြင်မိကြမှာပါကမ္ဘာပေါ်မှာခေတ်ရှိပြီးတဲ့နီးပညာမြင့်နိုင်ငံတွေအများကြီးရှိရတဲ့အမှာဂျပန်နိုင်ငံကအာရှရဲ့အတိုးတက်ဆုံးတဲ့ခေတ်အမီဆုံးနိုင်ငံဖြစ်နေပါဗျ။ဒီလိုဂျပန်နိုင်ငံကဘာကြောင့်တခြားနိုင်ငံတွေထက်နှင်း20လောက်ရှေ့ရောက်နေရတာလဲ။ ဘယ်အရာတွေကဂျပန်နိုင်ငံကိုတိုးတက်အောင် လုပ်ပေးထားရလဲဆိုတဲ့အရာတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့နည်းပညာ၊ယဉ်ကျေးမှု၊စီးပွားရေးနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးစားတဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုခွဲခြမ်းစိတ်ပြပြီးပြောပြပေးသွားမှာဖြစ်လို့ကြည့်လိုက်ရအောင်နော်။နံပါတ်၁နည်းပညာတိုးတက်မှုဂျပန်နိုင်ငံကခေတ်မီနည်းပညာတွေရဲ့မွေးဖွားရာနေရာတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံက1964ခုနှစ်မှာကမ္ဘာပထမဆုံးအမြန်ရထားကိုမိတ်ဆက်ခဲ့ပြီးတော့ဒီနေ့အထိကို320ကီလိုမီတာပါအာဝါထက်မကတဲ့အမြန်နှုန်းနဲ့ဆက်လက်ပြေးဆွဲနေဆဲပဲဖြစ်ပါတယ်။ဒါအပြင်တက္ကနိုလော်ဂျီဘိုင်းမှာဆိုရင်လည်းထိတ်တန်းမှာဥဆောင်နေပြီးတော့ဒီတက္ကနိုလော်ဂျီဘိုင်းဟာဂျပန်နိုင်ငံရဲ့မီးပွိုင်းနေရာနေစလို့အိမ်သုံးပစ္စည်းနဲ့စက်ရုံသုံးပစ္စည်းတွေအတွက်ပါချိတ်ဆက်အသုံးပြုနေကြရပဲဖြစ်ပါတယ်။ ဒါအပြင်သူတေသနာနဲ့ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာဆိုရင်လည်း GDP ရဲ့3.5ရာခိုင်နှုန်းလောက်အထိကိုရင်းနှီးမြှုပ်နှံထားဖြစ်လို့ဤပညာစမ်းသပ်မှုတွေကတော့ကမ္ဘာထိပ်တန်းအနေနဲ့ကျသွားပဲနဲ့နှစ်ပေါင်းများစွာတိုင်အောင် ထိတ်ဆုံးမှရည်တည်နေနိုင်တာပဲဖြစ်ပါတယ်။နံပါတ်1စီးလုံးညီညွတ်မှုနဲ့ယဉ်ကျေးမှုဂျပန်လူမျိုးတွေကယူသားမှုတာဝန်ယူမှုတာဝန်ခံမှုနဲ့ယဉ်ကျေးတဲ့အမှုအကျင့်တွေကြောင့်နာမည်ကြီးကြတာပဲဖြစ်ပါတယ်။ ဒါအပြင် လုပ်ငန်းပိုင်းဆိုင်ရာမှာဆိုရင်လည်းအစိုးရရုံးနေရာနေစလို့စူပါမားကတ်တွေအထည်ကိုလူတိုင်းဟာစူးစမ်းတဲ့စိတ်နဲ့ဝန်ဆောင်မှုတွေလည်းအပြည့်အဝပေးနေကြပြီးတော့အချိန်မှန်တဲ့ဝန်ထမ်းတွေရှိတဲ့နိုင်ငံဖြစ်နေလဲကြော်ကြားဖြစ်ပါတယ်ရင်ကျေးမှုအဆင့်တန်းလည်းမြင်မားကြသလိုအခုချိန်ထိရင်ကျေးမှုများစွာကိုနီးစနစ်တကျထိန်းသိမ်းထားနိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ သူတပားကိုလည်းလေးစားတတ်ကြသလိုလူမှုစည်းလုံးညီညွတ်မှုလည်းရှိရနိုင်ငံတစ်ခုဖြစ်တာကြောင့်ဂျပန်နိုင်ငံကအေးချမ်းပြီးတော့ခေတ်ရှိပြီးတဲ့နိုင်ငံတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။နံပါတ်3ပတ်ဝန်းကျင်ထိမ့်သိမ်းရေးပတ်ဝန်းကျင်ထိမ့်သိမ်းရေးနဲ့ပတ်သက်လိုက်ရင်လည်းဂျပန်နိုင်ငံကကမ္ဘာအဆင့်အမြင့်ဆုံးအမိုက်ခွဲထုတ်စနစ်နဲ့စနစ်တကျအမိုက်ဆုတ်ပစ်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ အမိုက်တွေကိုမီးလောင်နိုင်တဲ့ပစ္စည်းမီးမလောင်နိုင်တဲ့ပစ္စည်းပြန်အသုံးပြုနိုင်တဲ့ပစ္စည်းနဲ့ပြန်အသုံးမပြုနိုင်တဲ့ပစ္စည်းစသဖြင့်အမိုက်ခွဲထုတ်ရေးစနစ်တွေနဲ့အတိကျတေချာစွာ ခွဲခြားပစ်ကြရပဲဖြစ်ပါတယ်ရက်ခွက်တွေမှာဆိုရင်လည်းတန်ရှင်းတက်ကြွတဲ့သူငယ်တွေ၊ကျောင်းသားတွေပါဝင်လှုပ်ရှားကြပြီးတော့မြို့တော်တစ်မြို့တော်လုံးကိုအမြဲပြန်လဲတန်ရှင်းတဲ့အစီအစဉ်တွေကိုလည်းအမြဲလုပ်နေကြရပဲဖြစ်ပါတယ်။ ဒီလိုအချင်းစရိုက်တွေရပဲဂျပန်နိုင်ငံကိုပတ်ဝန်းကျင်ထိသိမ်းရင်းနဲ့ပတ်သက်ပြီးတော့ကမ္ဘာထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ်နဲ့ရည်တည်စေရပဲဖြစ်ပါတယ်။နံပါတ်၄စီးပွားရေးကဏ္ဍနဲ့တီထွင်ဖန်တီးမှုဂျပန်နိုင်ငံက1960ခုနှစ်လောက်ခရဲကစက်မှုထုတ်လုပ်ရေးလုပ်ငန်းမှာဆိုရင်လေကမ္ဘာစီးပွားရေးတွေအထိပါတက်လန်းနိုင်အောင်လို့တိုးတက်နေတာပဲဖြစ်ပါတယ်။ Toyota, Sony, Panasonic စတဲ့ကုမ္ပဏီကြီးတွေကလည်းဂျပန်စီးပွားရေးဟိုတာမကဘဲနဲ့ကမ္ဘာတဝန်းဟိုပါအကျိုးသက်ရောက်စေခဲ့ပါတယ်။ဒါအပြင် SME လို့ခေါ်တဲ့အသေးစားလုပ်ငန်းတွေကလည်းနီးပညာစမ်းသစ်တီထွင်မှုတွေနဲ့ဂျပန်စီးပွားရေးအဆင့်အတန်းမြင့်မားလာဖို့အတွက်ကိုကြီးမားတဲ့အခန်းကဏ္ဍတွေကနေပြီးတော့ပါဝင်နေကြတာပဲဖြစ်ပါတယ်။နံပါတ်5ပညာရေးစနစ် ဂျပန်နိုင်ငံရဲ့ပညာရေးစနစ်ကလည်းစီးလုံးညီညွတ်ရေးစီးကမ်းရှိစေရေးနဲ့တာဝန်ယူတတ်တဲ့စိတ်ဓာတ်ရှိစေရေးစတဲ့အရာတွေကိုအထူးအလေးပေးပြီးတော့သင်ကြားပေးနေရပဲဖြစ်ပါတယ်။ကျောင်းသားတွေအနေနဲ့လည်းစကောင်းကောင်းလုပ်ဖို့တင်ယူရတာအပြင်စာသင်ခန်းနဲ့ပတ်ဝန်းကျင်ကိုပါတန်ရှင်းနေအောင်ထားတတ်တဲ့တာဝန်ယူမှုရှိတဲ့လူငယ်တွေဖြစ်အောင်သင်ကြားပေးနေရပဲဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်မှုတွေဟာပညာရေးနဲ့လုပ်ငန်းဝင်တွေအတွက်ပါ အောင်မြင်မှုတွေရရှိဖို့အတွက်အခြေခံကောင်းတွေပဲဖြစ်ပါတယ်အခုပြပြပေးတာတွေကိုကြည့်မယ်ဆိုရင်တော့ဂျပန်နိုင်ငံကနီးပညာတိုးတက်မှုလူမှုအစင်မြင့်မှု စီးပွားရေးကောင်းမှုမှုနဲ့ပတ်ဝန်းကျင်ထိမ့်သိမ်းရေးစတာတွေကြောင့်တခြားနိုင်ငံတွေထက်နှစ်20လောက်ရှေ့ရောက်တယ်လို့ဖြစ်နေရလို့ဆိုရမှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ AI စက်ရုပ်နည်းပညာနဲ့ Green Energy နဲ့ပတ်သက်တဲ့နည်းပညာတွေမှာထိပ်ပိုင်းနေရနေဥဆောင်နေရွေးဖြစ်ပါတယ်။ကဲဒီနေ့ဗီဒီယိုလေးကနေပြီးတော့သင်အတွက်သင်ယူစရာတစ်ခုရပါရဲ့ဆိုရင်တော့ Like Subscribe နဲ့ Share ပေးဖို့တမမိနဲ့နော်။နောက်ထပ်အန်အောစိတ်လှူရှားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ရှင်။